မြောက်ရီမျိုးကတရုတ်နိုင်ငံသားကြားဖြတ်ငွေလိမ်ကိုင်းဝန်ထမ်း388ဦးကိုထိုင်းနိုင်ငံမဲဆောက်ဖက်ချန်စီဧပြီလ3ရက်နေ့ကလွှဲပြောင်းပေးလိုက်ပါတယ်။မောက်တူးသတင်းပေးပို့ထားပါတယ်ရှင်။ချစ်တဲ့ကောင်ကနေပြီးတော့ဆယ်ရောက်လုပ်ပေးအောင်ချစ်တဲ့ကောင်ကနေဆယ်ရောက်ဟုတ်ကဲ့ပါတရုတ်နိုင်ငံသားကြားဖြတ်ဝန်ထမ်း388ဦးကိုမြောက်ရီမှာ BGF တပ်ကနေ ထိန်းသိမ်းထားရာကဧပြီလ3ရက်နေ့မှာမဲဆောက်ဗချန်းကိုလွှဲပြောင်းပေးပြီးလေရင်နဲ့တရုတ်ပြည် ပြန်ပို့လိုက်တာပါဒါပေမဲ့လက်ကြံထိမ့်သိမ့်ထားစေသူတွေကတော့အခက်ခဲတချို့ရှိနေပါတယ်ဒီနောက်ပိုင်းမှာတော့အကြီးမားတော့ဟိုစိတ်ကွန်ဘူးတော့အသိမရှိတော့ဘူးပေါ့နော်လူကနည်းနည်းနည်းလာဆိုတော့အဲဒါမဲ့ဟိုဒီမဟိုဒီကထပ်ပြီးတော့ထားထားတဲ့လူတွေအတွက်ကတော့ရာဒီဥတုပူတာတို့ဟိုသူတို့အတွက်ကတော့ကိုကြီးစားမိတာပေါ့တို့တော့ဒါပေမဲ့ကျွန်တော်တို့လှုပ်ရှားရှိတဲ့အလုပ်ကတော့အဲကျွန်တော်တို့ဆက်ပြီးတော့လှုပ်သွားအောင်မယ်လှုပ်သွားအောင်ပါ အခုလိုကရင်ပြည်နယ်နယ်စပ်မှာကြားဖြတ်လုပ်ငန်းတွေများပြားနေတဲ့အပေါ်အာဏာသိမ်းစစ်ကောင်စီရဲ့တာဝန်ဖြစ်တယ်လို့ပြောဆိုနေကြသူတွေလည်းရှိနေတာပါဟိုကျွန်တော်တို့တိုင်းပြည်မှာဒီလိုဘလို့ခေါ်မလဲဒီလောင်ကစားဝိုင်းနေနော်ဟိုမဟုတ်ကဟုတ်ကစီဝိုင်းတွေဓာတ်တွေကိုလာလုတ်တယ်ဆိုကြတဲ့ကအဲ့ဒါမလုတ်တဲ့တဲ့ကိစ္စဖြစ်တယ်တားမယ်ဆိုအဲ့ဒီကဓာတ်ကြာဖြစ်တယ်လို့ကျွန်တော်ဉာဏ်နာနားလည်တယ် သူတို့လာလုပ်တဲ့ကိစ္စကိုအလွယ်တကူခွင့်ပြုထားတယ်ကျွန်တော်နိုင်ငံကဟိုတော်တော်အသုံးမကျတယ်ပေါ့ဗျာနော်စစ်တပ်နဲ့အစိုးရနဲ့ထိပ်ပိုင်းကောင်းဆောင်တွေနဲ့ပေါင်းပြီးတော့ဟိုကလိန်စာတရားလိန်စာအဲ့ဒါတွေသူတို့တောက်လျှောက်သူတို့လုပ်နေရပဲဖြစ်တယ်နော်အဲ့ဒီကိစ္စကတကယ်တမ်းပြောမယ်ဆိုရင်သက်ဆိုင်ရာအစိုးရတွေမှာအကြီးကျယ်တာဝန်ရှိရဲ့လို့ကျွန်တော်နေတော့ကျွန်တော်ပြောချင်ပါတယ်ဗျာဟာရောရဲ့ဟာနေရောဒီလို ။အာနာသိန်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရဂျားဖြန့်ဝန်ထမ်း8284ဦးကိုဖမ်းမိထားပြီး6689ဦးပြန်ပို့ပြီးဖြစ်တာကြောင့်1659ဦးထိမ့်သိမ်းထားစေလို့သိရပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ